ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ 3D ဘောကောင် channel ကနေပြီးတော့ဒီကနေ့မှပြန်လေးကြိုဆိုပါရခင်ဗျာဒီကနေ့မှကျွန်တော်မိတ်ဆွေကျွန်တော်ပြန်လေးမျှဝေပြီးတော့တက်ဆက်သွားမှာကတော့လာမယ့်တရက်2025မှာထွက်မယ့် 3D ကိုကျွန်တော်မိတ်ဆွေတွေ့ခဏကောင်တစ်ခွက်တည်းဖြစ်တယ်ပေါ့နော်ထိတ်စီလေတဲ့နောက်ပိတ်ကိုဒီကနေ့မှတက်ဆက်ပေးမယ်ခဏကတော့ကျွန်တော်တို့မှာ336ခါနေပြီးတော့ယူထားတယ်ခဏကကျွန်တော်ဒီလိုမသွားဘူး336 3986ခေါ်ဒီလိုတွားတာပေါ့နော် ကျွန်တော်ဘေးညာဘေးညာသွားပြီးတော့မကနဲ့ဆင်ထားတယ်အဒီကမှတစင်ကျွန်တော်ကထိစီလဲတဲ့နောက်ဘေးကိုဒီဘက်ခြံဒီဘက်ခြံကိုပြန်ပြီးစပူပေးတဲ့ပုံစံနဲ့ထုံနှုတ်တင်ဆက်သွားမှာဖြစ်တယ်ဟိုဒီနေ့မှာကျွန်တော်တင်ဆက်မယ်ကျွန်တော်တို့ site ကလည်းရင်းတော့လို့ဝန်ကြီးမဖြစ်အောင်ကျွန်တော်တဲ့ကိုကြောင်ရှာဖွေထားတဲ့ site ကလေးဖြစ်တယ်ပေါ့နော်ဒီနေ့မှာတင်ဆက်မယ်ကျွန်တော်ဒီလက်တွဲမူလေးကိုမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ 3D ဖော်ပုံကိုလည်း subscribe ဆိုတဲ့နေအောင်စာရနဲ့ဒီပင်နာခေါလောင်းလေးကိုမတည့်ရသေးဘူးဒီကေဘီစီချင်းနဲ့ဒီနေ့ကတော့ကျွန်တော်တို့အနှစ်ချုပ်ပြီးပေါ့ပုံစံနဲ့အကောင်းဆုံးကြိုးစားပြီးတင်ဆက်မယ် site လေးဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီနေ့မှာတင်ဆက်မယ်ထိစီရတဲ့အတိုင်းနောက်ပိတ်မူလေးကိုလည်းကျွန်တော်ရဲ့မိတ်ဆွေတွေအစားဆုံးကြည့်ရှုစေချင်တယ်ဒီနေ့မှာတင်ဆက်မယ် site ကလည်းရန်ကုန်ထူးခြားခြားနေတဲ့ရှာပါကနန်ကလေးလေးဖြစ်တယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံးနေကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကထိစီပရမမူလေးနဲ့စတင်ထုံးလို့တင်ဆက်သွားမယ်ခင်ဗျာ ဟိုကျွန်တော်တို့ထိတ်စီဆိုင်လေးကိုတွားမယ်ထိတ်စီဆိုင်ကလေးကကျွန်တော်ဘေးကနေစတင်ထိုးယူမလဲဆိုရင်ကျွန်တော်တို့ဒီဘက်မှာ336ရဲ့နောက်ဘေးနဲ့86ခွဲရဲ့အလဲတိုင်း6ပေါ့နော်ကျွန်တော်တို့66နှလုံးပေါင်းရင်းကိုယူပါမယ်ဒီမှာကျွန်တော်တို့က66နှလုံးပေါင်းရင်းပါရလေနှစ်ဆိုပြီးတော့ရရှိတဲ့66ပေါင်းရင်းကနှစ်အဲ့ဒီနှစ်ဒီဘာဆက်ဖြစ်တယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့3ညရဲ့6ရဲ့6ရဲ့ 3966ပေါင်းရင်းကလည်းကျွန်တော်ဒီနေရာမှာနှစ်ဆိုပြီးတော့ပေးတယ်။နှလုံးပေါင်းခြင်းနှစ်ဒီ၊သုံးလုံးပေါင်းခြင်းနှစ်ဒီဘက်မှာပြန်ပေးနေတာတွေ့ရတယ်ပေါ့နော်။ကျွန်တော်ဒီလိုပုံစံလေးနဲ့ပဲကျွန်တော်ကထိစီဆိုင်ကိုလာမဲ့တာတရက်လေးလား။2025မှာထွက်မယ်။3အတွက်ကျွန်တော်ကအကောင်းဆုံးရှာဖွေထုံထုံမယ်ခင်ဗျာ။လုံးပေါင်းခြင်းကသုံးလုံးပေါင်းခြင်းပြန်ကြပုံစံနဲ့ထိစီဆိုင်လေးကိုထုံထုံထားတာဖြစ်ရဆိုအကြိုက်တူမဲ့လူလေးမျောလင်းပါတယ်။ဟုတ်ကဲ့ပြီးရင်နောက်တစ်ဆိုင်ကိုကျွန်တော်တို့ကဆက်ကြည့်မယ်။နောက်ဆိုင်ကလည်းကျွန်တော်တို့မှာ နှစ်နှစ်တည်းနောက်ပဲကျွန်တော်တို့က sorry ကျွန်တော်ကနောက်တစ်ခါလေ96နှစ်ရဲ့ထိပ်စီကျွန်တော်ကနှစ်ကိုယူလိုက်တဲ့အခါမြတ်ပြီးနောက်ထပ်နှစ်နှစ်တည်းရဲ့လေတိုင်းနှစ်ကိုယူပြီးတော့အဒီမှာရှိတဲ့နှစ်နှစ်နှလုံးပေါင်းခြင်းကိုယူမယ်ခင်ဗျာနှစ်နှစ်နှလုံးပေါင်းခြင်းကလည်းကျွန်တော်တို့ဒီနေရာမှာပါရလေ၄ဆိုပြီးတော့ရရှိတယ်ပေါ့နော်အဲ့ဒီ၄ကလည်းကျွန်တော်တို့ဒီမှာပါဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာရှိရဲ၄ရဲ၈ရဲ ၄၈နှစ်ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါဖြစ်သွားတယ်၄ဆိုပြီးတော့ပြီးသွားတယ်၆၆ပေါင်းခြင်းကနှစ်မို့လို့တဲ့ကျွန်တော်တို့က၃၆၆ပေါင်းခြင်းနှစ်ဆိုပြီးတော့ဒီဘက်ချက်မှာပြန်ပေးထားပြီးတော့ဒီမှာလေးနှစ်နှစ်ပေါင်းခြင်းက၄မို့လို့၄၈နှစ်ပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာ၄ဆိုပြီးတော့ကြာပေးနေတာကိုတွေ့နေရပြီပဲဖြစ်တယ်အရင်ကိုလာပါတယ်အချိန်တွေ့မဲ့အထောက်အပံ့မြေဆိုင်ကလေးပေါ့ခင်ဗျာ ်ဝယ်ပြီးနေကျွန်တော်နောက်တစ်ဆိုင်နောက်ဆိုင်ကလည်းကျွန်တော်ဒီမှာ009ရဲ့နောက်ပိတ်9ရဲ့300ရဲ့နောက်ပိတ်9ကိုပေါင်းမယ်ပေါ့နော်9ပေါင်းခြင်းကိုယူလိုက်တယ်ခွန်ကိုပေါင်းခြင်းကလည်းကျွန်တော်ကဒီနေရာမှာ6ဆိုပြီးတော့ပေးတယ်ခင်ဗျာအဲဒီ6ရည်တော့ဖြစ်ရမလဲကျွန်တော်ဒီမှာရှိတယ်9ရယ်10ရယ်9ရှိရယ်လွတ်နေတဲ့ခဏန်းတစ်လုံးပေါင်းရည်ဒီကျွန်တော်တို့ကဖြစ်ရ6မျိုးဆိုပြီးဆင်ရ9ရှစ်ပေါင်းခြင်းကခွန်ပဲရှိသေးတယ်ပေါ့ခင်ဗျာကျွန်တော်တို့က3လုံးပေါင်းခြင်း 6ဖြစ်မယ်ဆိုရင်ခွန်ကို6ဖြစ်ချင်းကျွန်တော်တို့ဒီမှာ9တလုံးထည့်ရင်9 8 9ပေါင်းခြင်းက6ဆိုတော့ဖြစ်လိုက်တဲ့9ကတော့ကျွန်တော်ရဲ့မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့တည့်ရက်4လ2025မှာထွက်မယ်ကျွန်တော်တို့3 d ရဲ့ထိပ်စီဖြစ်သွားပြီ။ရန်ကုန်လာတယ်ပေါ့နော်။ကျွန်တော်တို့နှလုံးပေါင်းခြင်းက၃လုံးပေါင်းခြင်းပြင်ကြ၊နှလုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းပြင်ကြ၊နှလုံးပေါင်းခြင်းဒီ၃လုံးပေါင်းခြင်းပြင်ကြဆိုကိုထိပ်စီရောက်လို့ရန်ကုန်ထူးခြားခြားနဲ့ရရှိသွားပြီဆိုချိန်တူမယ်လို့ထင်တယ်။ ။အခုပြီးကျွန်တော်တို့နောက်ထပ်အလဲထိုင်လေးကိုဆက်ပြီးတော့ကြည့်မယ်။ဟုတ်ကဲ့ကျွန်တော်တို့အလဲထိုင်ကလေးရလေကျွန်တော်တို့ဘယ်လိုပုံစံသွားတယ်လဲဆိုရင်ကျွန်တော်တို့ဒီမှာဒီ336ရဲ့အလဲထိုင်3နဲ့86ခွဲထိစီ8ကိုကျွန်တော်တို့ပေါင်းမယ်ပေါ့နော်ကျွန်တော်တို့38ပေါင်းခြင်းကိုယူလိုက်တယ်။တို့ရေပေါင်းခြင်းဒီလေကျွန်တော်ဗာရတဲ့1ဆိုပြီးတော့ရရှိတယ်ဗောခင်ဗျအဲ့ဒီ1ဒီလေ ပါပြရမယ်နောက်တစ်ဆင့်เนี่ยကျွန်တော်နက်ခတ်ချိန်ပဲတစ်ကိုနက်ခတ်ချိန်ကျွန်တော်က၈ဆိုပြီးတော့ရရှိတယ်အဲ့ဒီ၈ကဘာဖြစ်လဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့6ရဲ့ဒီမှာ6ရဲ့ဒီမှာ6ရဲ့6 3လုံးပေါင်းခြင်းကလေကျွန်တော်ဒီနေ့ကဘာဖြစ်သွားလဲ၈ဆိုပြီးတော့ပြီးသွားတယ်နှလုံးပေါင်းခြင်းနက်ခတ်မှုလိုက်တာတဲ့3လုံးပေါင်းခြင်းပြန်ပေးရတယ်ဆိုတော့ကျွန်တော်ဒီပုံစံနဲ့ပေါ့နော်၈သုံးပေါင်းခြင်းတစ်တင်နက်ခတ်၈ဆို6သုံးလုံးပေါင်းခြင်း၈ဆိုပြီးတော့ပြီးတယ်ဒီပုံစံလေးနဲ့ကျွန်တော်မိတ်ဆွေတို့အတွက်ကျွန်တော်ကအလဲထိုင်လေးကိုလည်းလာမယ်ကျွန်တော်တည့်ရက် လေးတာ2025မှာထွန်မဲ့သတိကြော်လေးဒီပုံစံနဲ့ထပ်ပြီးတော့ထုံထုတ်ထားရခင်ဗျာဟုတ်ကဲ့ကျွန်တော်မိတ်ဆွေတွေခြိုက်တွေ့မဲ့ cycle တွေဒီနေ့မှာအကောင်းဆုံးရွေးချယ်ထားတယ်အထောက်အကူပြုမဲ့ cycle တွေလည်းပြောလို့ရတယ်ပေါ့ခင်ဗျာဟုတ်ပြီကျွန်တော်တို့နောက်ထပ်တစ် cycle ကိုဆက်ပြီးတော့သွားမယ်ခင်ဗျာနောက်ထပ်တစ် cycle ကလည်းကျွန်တော်တို့ပဲထပ်ပြီးတော့ယူတယ်ဆိုရင်ထုံနေတူပဲကို 6နေရဲ့အလဲထိုင်6ရဲ့နှစ်နှစ်တရဲ့ထိပ်စီနေရဲ့အဲ့ဒီ6နေနှလုံးပေါင်းခြင်းကိုကျွန်တော်ကယူမယ်ခင်ဗျာနော်အဲ့ဒီ6နေနှလုံးပေါင်းခြင်းရတယ်ကျွန်တော်8ကိုပေးတယ်8ကိုနှစ်ခတ်ချိန်နဲ့ပါရတယ်ကျွန်တော်တို့ကတစ်ဆိုပြီးတော့ရရှိပါတယ်အဲ့ဒီတည်တည်လေးဖြစ်မလဲကျွန်တော်တို့ဒီမှာရှိတယ်9ရဲ့နေရဲ့3ညရဲ့ပေါ့နော်ကျွန်တော်က9နှစ်နှစ်3ညပေါင်းခြင်းကလည်းကျွန်တော်ဒီမှာတစ်ဆိုပြီးတော့ပဲပေးသွားတယ်ခင်ဗျာ 38ပေါင်ကျင်ရတစ်တင်းနဲ့ခက်ရှိသည်63လုံးပေါင်ကျင်ရှစ်ကိုပေးတယ်။26ပေါင်ကျင်ရလည်းရှစ်ရှစ်နဲ့ခက်တင့်မို့လို့ကျွန်တော်တို့ဒီမှာ239ပေါင်ကျင်ကလည်းတစ်ကိုပေးနေတာကိုမြင်တွေ့နေရတယ်ခင်ဗျာ။အကြိုက်တွေပဲကျွန်တော်တို့အလဲထိုင်မှုတွေလည်းဖြစ်တယ်။အခုထပ်ပြီးတော့ကြောမေဆွေထုံလုံးမဲ့စိုက်သည်လာမဲ့တာတရတရလီလာ2025မှာထွက်မဲ့နောက်တဲ့3ဒီရဲ့ကျွန်တော်အလဲထိုင်မှုလေးကိုထုတ်ပေးမှာဖြစ်တယ်ခင်ဗျာ။ ုတ်ကဲ့ကျွန်တော်တို့အလဲထိုင်ကလည်းကျွန်တော်တို့ဘလိုပုံစံယူမလဲဆိုရင်နောက်ထပ်စိတ်ကကျွန်တော်တို့ကဒီခွန်ခွန်ကိုရဲ့အလဲထိုင်ခွန်နဲ့သုံးခွန်ခွန်ရဲ့ထိပ်စီသုံးကိုပေါင်မယ်ခွန်သုံးပေါင်ခြင်းကိုယူတယ်ခင်ဗျာခွန်သုံးပေါင်ခြင်းကလည်းကျွန်တော်ဒီမှာပါရတယ်ကျွန်တော်တို့ညဆိုပြီးတော့ရရှိတယ်အဲဒီညကိုနှစ်ခတ်ချိန်တယ်ပါရတယ်ခွန်ဆိုပြီးတော့ပေးတယ် ဲ့ဒီခွန်လေးပါဖြစ်ရမလဲကျွန်တော်တို့မှာရှိရ၄ရရှိလွတ်နေတဲ့ကဏ္ဍတစ်လုံးပေါင်းရည်ဒီကျွန်တော်တို့ကမဖြစ်ရမလဲခွန်ဆိုပြီးတော့ကြာရမှာဖြစ်တယ်ခင်ဗျာโอเคကျွန်တော်ဒီနေရာလေးမှာကျွန်တော်တို့ကဆွဲထားတဲ့ကောက်ကြောင်လေးမာနေတယ်ကျွန်တော်ထပ်ပြီးတော့ပြင်ကျင်တယ်ခင်ဗျာဟုတ်ကျွန်တော်တို့ဒီမှာပေါ့နော်၈၃ပေါင်းကြီးဟာ၁၁တစ်ခက်၈၃ပေါင်းကြီးရှိဒီမှာလည်းကျွန်တော်တို့က၂၆ပေါင်းကြီးအရှိ၈တစ်ခက်၁တည်အဲ့ဒီတကကျွန်တော်ဒီမှာရှိတယ် 3ရက်8ရက်3ရက်ရဲ့ကိုသွားပါခင်ဗျာကျွန်တော်ဒီမှာကျွန်တော်ဒီမှာနှစ်3ရက်ကိုသွားယူထားတယ်ကျွန်တော်ဒီမှာကျွန်တော်ဒီမှာ8ရက်3ပုံပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပါဖြစ်တစ်ဆိုပြီးတော့ကျွန်တော်ရရှိတယ်ပုံစံခင်ဗျာဒီပုံစံနဲ့ထပ်ထုတ်ထားတယ်အခုထုတ်ထားတဲ့ဆိုင်ကတရက်နေ့အတွက်ဖြစ်တယ်ဒါဒီလည်းကျွန်တော်ကခွန်3ပေါင်းခြင်း3ရက်3ရက်နှစ်ခတ်ခွန်ဒီလည်းပါဖြစ်ရမယ်8လွန်နေတဲ့ကဏ္ဍလုံးဒီရက်၄၈၄ပြီးလွန်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းကလည်းခွန်ဖြစ်ရ၈၄ပေါင်းခြင်းကကျွန်တော်တို့ဒီမှာနှစ်ပေးရှိတယ် နှစ်ကိုကျွန်တော်တို့ကခွန်ဖြစ်ချင်ရင်ငါးတလုံးထည့်ရင်ရှင်းငါးလေးပေါင်းခြင်းကခွန်ဆိုတော့ဖြည့်လိုက်တဲ့ငါးဒီကျွန်တော်မိတ်ဆွေတွေလာမဲ့တာကျွန်တော်တို့ဒီရက်လေးလ2025အတွက်ပေါ့နော်ကျွန်တော်တို့ကလက်ထိုင်ဖြစ်သွားတယ်ဥစဉ်တော့ကျွန်တော်မိတ်ဆွေတွေမြင်တွေ့ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီမှာကိုထိစီကျွန်တော်တို့ကငါးလေးတိုင်းဆိုပြီးတော့ကိုငါးတရွယ်ကိုရရှိသွားပြီပဲဖြစ်တယ်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ဥပဒေတင်ဆက်ပေးလိုက်တဲ့ဒီကိုထိတ်စီကျွန်တော်တို့အားဒီငားအလဲထိုင်ပေါ့နော်ကျွန်တော်ဒီကိုငားအတွဲလေးတော့ကြိုက်နေတတ်မဲ့ထင်တယ်တကယ်လို့ကျွန်တော်မိတ်ဆွေတွေရှိမှလဲအကောင်းဆုံးကျွန်တော်တို့ပေါ့နော်နောက်ပေးတွေရှိမယ်ဆိုရင်လည်းကျွန်တော်ဒီမှာပေးထားတဲ့အလဲထိုင်နောက်ပေးနဲ့တွဲဆက်ပြီးတော့လဲအသုံးပြုနိုင်တယ်ခင်ဗျာဟုတ်ကဲ့နောက်ရက်တော့လေပေါ့နော်ကျွန်တော်မိတ်ဆွေတွေကျွန်တော်က 3D ရေးပြီးပေါင်းနှစ်ချုပ်အကောင်းဆုံးတွေကိုထပ်မံပြီးတော့တင်ဆက်ပေးဦးမှာဆိုအဲ့ဒီဗီဒီယိုလေးတွေကိုလည်းကျွန်တော်မိတ်ဆွေတွေအချိန်နဲ့ပြည့်ပြီးထပ်မံပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ဗီဒီယိုဖိုင်လေးအောက်က အနည်းငယ် subscribe ဆိုတဲ့စာတမ်းနဲ့တွေ့ပြနာကခေါင်းလောင်းလေးကိုတီးထားအပြည့်ကျွန်တော်တည်တည်များဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေအချင်းနဲ့ပြည်ကြီးထပ်မပြီးတော့လေရှင်းရှင်းနိုင်မှာဖြစ်တယ်ဘူးကျွန်တော်ကျွန်တော်မိတ်ဆွေတွေအတွက်ကျွန်တော်တို့ကထိစီနဲ့လဲထိုင်ရပြီဆိုတော့နောက်ထပ်ကျွန်တော်ကနောက်ပိတ်လေးကိုထပ်ပြီးတော့တင်ဆက်ပေးမယ်ဟိုကျွန်တော်နောက်ပိတ်ဆိုင်ကလေးကဘယ်ရယူမလဲဆိုရင်66နှစ်ရဲ့ကျွန်တော်ကနောက်ပိတ်နှစ်ကိုယူတယ်။ပြီးရင်863ရဲ့နောက်ပိတ်ကျွန်တော်က3ကိုထပ်ပြီးတော့ယူမယ်ခင်ဗျာ။ နော်ကျွန်တော်ဒီပုံစံလေးနဲ့ဆက်ပြီးတော့ထုံထုတ်သွားမှာဖြစ်တယ်ဟုတ်ကဲ့ကျွန်တော်တို့ဒီယူမာက6 6ခွင်နောက်ပိတ်ခွန်ကိုယူမယ်ပြီးရင်ဒီ2 2 1ရဲ့နောက်ပိတ်တစ်ကိုယူမယ် ပြီးရင်ခွန်3ခွန်ခွန်ရဲ့နောက်ဘက်ခွန်ကိုယူပြီးကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကဒီနောက်ဘက်ဆိုင်ကိုထပ်ပြီးထုံလို့သွားမယ်ဘလို့ပုံစံကျွန်တော်တို့ကထပ်ပြီးထုံလို့တည်းဆိုရင်ဒီခွန်ကိုကျွန်တော်ကပါဝါချိန်မယ်ခွန်ရဲ့ပါဝါဒီပါရတယ်နှစ်ဆိုပြီးရရှိတယ်အဲ့နှစ်ဒီပါဖြစ်တယ်ကျွန်တော်ဒီမှာရှိရတည်ရဲ6ရဲ့9ရဲ့16 5သုံးလို့ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာဖြစ်သွားလဲနှစ်ဆိုပြီးပေးတယ်ခွန်ပါဝါနှစ်ဒီနောက်ဘက်သုံးလို့ပေါင်းခြင်းနှစ်ဆိုပြီးပေးတဲ့ပုံစံလေးနဲ့ပေါ့နော်ကျွန်တော်ကနောက်ဘက်နောက်ဆက်ကိုလည်းလာမဲ့တာကျွန်တော်က တည့်ရလီလာ2025တဲ့ထပ်မထုံထုတ်ထားတယ်။ကွန်ပါဝါနဲ့သုံးလုံးပေါင်းခြင်းနှစ်ပုံစံသွားတယ်။ဟုတ်ကဲ့ပြီးရင်နောက်တစ်ဆက်ကဒီလေနှစ်နှစ်တည့်ရနောက်ဝေးတစ်ကိုယူထားတယ်။အဲ့ဒီတစ်ကိုကျွန်တော်တို့ပါဝါချိန်လဲပါရတည့်ရပါဝါသည်6ဆိုပြီးရရှိတယ်။အဲ့ဒီ6ဒီလေကျွန်တော်ကဖြစ်လဲကျွန်တော်တို့ဒီမှာရှိတယ်4ရဲ့ကျွန်တော်ဒီမှာရှိရ3ရဲ့ဒီမှာတော့ကျွန်တော်တို့9ရဲ့၄၃၉ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာပဲပြောတာ၆ဆိုပြီးတော့ရရှိတယ်ခင်ဗျာခွန်ပါဝါနှစ်တည် 165ပေါင်ကျင်နှစ်စုပြီးပြန်ကြသွားတယ်။တပါဝ6ဒီ439ပေါင်ကျင်6ဆိုပြီးတော့ကျွန်တော်ပြန်ပေးနေတယ်ခင်ဗျာ။ဟုတ်ကဲ့ဟုတ်ထပ်ပြီးတော့ထုံထုံသွားမယ်ဆိုင်ကလာမယ့်တာကျွန်တော်10လ2025အတွက်ပေါ့နော်။နောက်ပေးတည်တန်းဆိုင်လေးကိုထပ်ပြီးတော့ကျွန်တော်ထုံထုံတင်ဆက်ပေးမယ်။အဲ့ဒါကလည်းကျွန်တော်ဒီမှာခုသုံးခွန်ခွန်ရဲ့နောက်ပဲခွန်ကိုယူထားတယ်ခွန်ကိုပါဝါချိန်နေကျွန်တော်တို့ပါရနှစ်ဆိုပြီးတော့ရရှိတယ်ပေါ့နော်အဲ့ဒီနှစ်တွေမှာဖြစ်ရမှာကျွန်တော်ဒီမှာရှိတယ်၃ရက်၄ရက် လွတ်နေတဲ့ကနေလုံပေါင်းရည်တည်တဲ့ကျွန်တော်တို့ကဖြစ်ရတယ်နှစ်ဆိုပြီးတော့ပေးရမှာဖြစ်တယ်။သုံးညာလေးပေါင်းခြင်းက၄ပဲရှိတယ်။၄ကိုနှစ်ဖြစ်ချင်းကျွန်တော်တို့ဒီမှာ၈တလုံးထည့်။သုံးညာလေးရှစ်ပေါင်းခြင်းကနှစ်ဆိုတော့ဖြည့်လိုက်တဲ့ရှစ်သီးလာမယ့်တရက်၄လ2025အတွက်နောက်ဝေးဖြစ်သွားတယ်။ခုဆိုတော့ကျွန်တော်မိတ်ဆွေမြေတွေ့တဲ့အတိုင်းပဲတရက်၄လ2025အတွက်တော့ကိုထိတ်စီ၅လနဲ့ရှင်းတော့ပြီဆိုပြီးတော့ခဏကောင်းဒီကွက်ထက်လာ ဟုတ်ကဲ့ကျွန်တော်ရှိမှာလည်းကျွန်တော်ကကဏ္ဍကောင်းနှစ်ခွက်တင်ထားရှိတယ်ဒီကဏ္ဍနဲ့ဆိုကဏ္ဍ၃ခွက်ပေါ့နော်အဲဒီကဏ္ဍ၃ခွက်ဒီအလောင်းမဲ့တရက်လေးတာ၂၀၂၅အတွက်ကျွန်တော်ကအကောင်းဆုံးချိန်ဆောင်လေးကိုရွေးချယ်ထုတ်လုပ်ပြီးတင်ဆက်ထားတာဖြစ်တဲ့အတွက်ရှေ့ရဲ့ဗီဒီယိုလေးမကြည့်ရသေးဘူးဆိုရင်လည်းကျွန်တော်ရဲ့ channel နာမည်လေးကိုရိုက်ရှာပြီးတော့လည်းကြည့်ရှုနိုင်သလိုကျွန်တော်ရဲ့ဗီဒီယိုရဲ့အဆုံးလေးမှာလည်းကျွန်တော်ကဇီယာခွက်လေးထည့်ပေးထားပါတယ်အဲဒါလေးထောက်ပြီးတော့လည်းကြည့်ရှုနိုင်မှာဖြစ်တယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့မှာဂျုံမေဆွေကျွန်တော်ကတင်ဆက်ပေးထားတာဒီလာမဲ့တာကျွန်တော်တို့တရက်လေးလား 2025မှာထွန်းမယ်ပေါ့နော်ကျွန်တော်က3ဒီကိုချုံမိတ်ဆွေတွေအကောင်းဆုံးကြိုးစားတင်ဆက်ပေးထားတယ်မြင်တွေ့တဲ့အတိုင်းပဲကျွန်တော်တို့ကကိုထိတ်စီငားလေတိုင်းရှင်းနောက်ပဲဆိုပြီးတော့ကျွန်တော်ကိုငားရှင်းခဏတစ်ခွက်ကိုထိုက်ရထားတယ်နောက်ထပ်ပေါ်တော့ကျွန်တော်ရဲ့အကြိုက်ဆုံးရှင်းမတင်ထားတဲ့ဗီဒီယိုထဲကနေငောက်တစ်ခွက်ကိုလည်းထည့်ပြီးတော့ချုံမိတ်ဆွေထပ်ထည့်ပေးမယ်ဒါတော့ချုံမိတ်ဆွေတွေခွန်နဲ့ ခုဆိုရကနေကိုထပ်ပြီးထည့်ပေးထားတယ်ခင်ဗျာအကြိုက်တုံပဲလို့ထင်တယ်ဒီကနေ့နောက်ွက်တရားပေးကနေအကြိုက်ဆုံးဖြစ်မယ်ဆိုတော့အကြံပြုစီခြင်းနဲ့နောက်ရက်တော့လည်းအကောင်းဆုံးကြိုးစားတင်ဆက်မှာဆိုတော့ဗီဒီယိုလေးထပ်ပြီးတော့ဆောင်ပြောကြည့်ရှုလို့တောင်းဆိုခြင်းနဲ့ဒီကနေ့မှာကျောင်းဗီဒီယိုလေးကိုမျောကြည့်ရှုမိတ်ဆွေအားလုံးနဲ့ဒီကနေ့လေးနဲ့ပေါ့ပါကျောင်းဦးစောဘယ်မှာနေလဲဆုမကောင်းတောင်းပေးပါတယ်ကျောင်းဗီဒီယိုလေးကိုမျောကြည့်ရှုမိတ်ဆွေအားလုံးဒီစီချမ်းမှာခွင့်ချမ်းသာနဲ့ပြည့်စုံပြီးတော့ဒီကနေ့လေးနဲ့ပေါ့ရွေးစံကာလာဒီမှာလူနိုင်ပါသေးလို့ဆုမကောင်းတောင်းနေတယ်ပဲကျောင်းဗီဒီယိုလေးကိုဒီလောက်နဲ့ပဲစုံသက်ရည်ရနာပါတယ်ခင်ဗျာအားလုံးပဲကံကောင်းကြပါစေခင်ဗျာ